မိသပါစံအစီအစဉ်ကကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်မှာတော့စာပေနဲ့ပဲပကြီကာတွန်းအမှုပညာနဲ့ပဲကျမ်းမာရေးနဲ့ပဲလူမှုရေးနဲ့ပဲအစရှိတဲ့နေပယ်အသီးသီးကထင်ရှားကြော်ကြားတဲ့သူတွေနဲ့တွေ့ဆုံပြီးသူတို့ရဲ့ဘဝဖြတ်သန်းမှုတွေသူတို့ရဲ့ဖန်တီးမှုလက်ရာအကြောင်းတွေသူတို့ရဲ့လှုပ်ရှားမှုတွေနဲ့ပရိသတ်အတွက်စိတ်ဝင်စားဖွယ်ရာတွေကိုအပတ်စဉ်အစီအစဉ်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ် ီတပါးဆန်အစီအစဉ်မှာတော့ကိုပြောချင်တဲ့စကားလုံးတွေကိုခန်းစားရတဲ့ခန်းစားချက်တွေကိုမြင်ရကြားရတွေ့ရတာတွေကိုကာတွန်းရုပ်ပုံလေးတွေနဲ့ထိထိမိမိပုံဖော်လေးရှိတဲ့ကာတွန်းပညာရှင်ပေါင်းများစွာတဲ့ကတူဦးဖြစ်တဲ့ကာတွန်းဟန်ကာနဲ့တွေ့ဆုံမှုအစီအစဉ်ထားပါရယ်ဒီတစ်ပတ်မှာလည်းရမရအရင်အပတ်တွေကတင်ဆက်ပေးခဲ့သလိုပဲကာတွန်းဟန်ကာရဲ့ကာတွန်းပေါ်ထားတဲ့သဘောထားတွေအမြင်တွေနောက်သူ့ရဲ့ရည်တည်ချက်တွေသူ့ရဲ့လက်တွေ့ကာတွန်းပုံဖော်ရေးဆွဲပေးမှုတွေကိုပရိသတ်တွေရမရတင်ဆက်ပေးသွားမှာပါဆရာမင်္ဂလာပါရှင် ဟုတ်ဒီဥဆုံးနေနေပေါ့နော်ဒီပြိသက်ကိုဆရာကိုယ်တိုင်ပဲနှိမ့်ဆက်ပေးလိုက်ပါအောင်ရှင်ကျောင်းနာမည်ကလောင်ဟက်ကာပေါ့နော်ကောင်တက်ဟက်ကာပေါ့နာမည်ကြီးကကောင်းတော့ထက်ပါဟုတ်ကဲ့ပါဆရာဒီကလောင်နာမည်လေးကိုရင်သွားလိုက်မယ်เนาะဆရာဒီကလောင်နာမည်ကိုပေါ့เนาะဘာဖြစ်လို့ဟက်ကာဆိုပြီးတော့ပေးဖြစ်ခဲ့ရလဲရှင်အဲကျွန်တော်ဖြစ်ချင်တာအဲ့ဟိုပါပေါ့เนาะကွန်ပျူတာအနုပညာဓမ္မကျောက်ဖြစ်ချင်တာပေါ့เนาะကွန်ပျူတာနဲ့ပချင်ဆွဲရတာပါလို့ပေါ့เนาะအဲ့မှာအဲ့မှာအဲ့ဘက်မှာဖြစ်မလာဘူးကြာကျွန်တော်အဲ့နာမည်ကိုကျွန်တော်ဟက်ကာလုပ်ပြီးပေးခဲ့ပါတယ်ဟုတ်ကဲ့ပါဆရာ ီကာတွန်းတွေကိုစပြီးတော့ရေးဆွဲဖြစ်ခဲ့တာရောဘယ်လောက်ကဖြစ်မလဲရှင့်2012ခုနှစ်လောက်ကဆက်ဖြစ်ခဲ့တာဆက်ပြီးဟုတ်ကဲ့ပါဆရာဒီကာတွန်းစပြီးတော့ဆွဲဖြစ်ခဲ့တဲ့အကြောင်းရင်းရောဘာဖြစ်မလဲရှင့်အကြောင်းရင်းအိမ်မှာကျွန်တော်ကာတွန်းလောကသားတယောက်ပါနော်ဒီနေ့တွေ့ပြီးတော့အဲကာတွန်းလမ်းကြောင်းတစ်ခုရောက်လာခဲ့ပါတယ်အဲဒါအခုလက်ရှိအဲကာတွန်းဆွဲနေတဲ့ကာတွန်းဆရာအကပါနော်အကဒီလမ်းပြပြရပါတော့ကျွန်တော်ဘယ်လိုဆွဲဘယ်လိုပို့အဲ့အနေမျိုးတော့ဒီလောကထဲကိုရောက်လာခဲ့ပါတယ် ဟုတ်ကဲ့ပါဆရာဒါဆိုလို့ရှိရင်ဆောက်ဆွဲရတာပေါ့နော်တကယ်တမ်းဆောက်ဆွဲတာကတော့2012 2013ပေါ့ဒါပေမဲ့ဆရာဒီကာတွန်းကိုဝါသနာပါတာကြတော့ဘယ်အသက်အရွယ်လောက်ခဲ့ရဖြစ်မလဲရှင့်ကာတွန်းကိုငယ်တော့ကျွန်တော်ကာတွန်းဆွဲရငယ်တော့ပကြီးပဲဆွဲခဲ့တာပေါ့၃နှစ်၄နှစ်လောက်ကပကြီးဆွဲခဲ့တာကလေးပကြီးပေါ့ကလေးကပကြီးဆွဲရတာဟိုဖြစ်တာပေါ့ပြောတာပေါ့နော်ကလေးကငယ်တော့ကျွန်တော်ကာတွန်းတော့ဆွဲရပကြီးဆွဲတာပေါ့၃နှစ်၄နှစ်လောက်ကပကြီးဆွဲခဲ့တာ ဆရာကာတွန်းဆဆွဲဖြစ်တာလဲဒီကာတွန်းလောကထဲမှာရှင်းနေပြီးသားဒီကလောင်ရှင်တူဝါပဲဆရာကိုကူညီခဲ့တဲ့အတွက်ဆရာဆွဲဖြစ်တာလို့ပြောရလေအဲ့တော့ဒီကာတွန်းလောကထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီပကြီလောကထဲမှာပဲဖြစ်ဖြစ်ဆရာတကယ်ကိုလေးစားအားကြားရတဲ့အမှုပညာရှင်တွေရောရှိသေးလားဆရာရှိပါတယ်ဟိုကာတွန်းလောထဲဆွဲနေတဲ့အဲ့ဒီဟိုအတီးရစကန်တီတို့ပဲပေါ့နော်မော်လမြိုင်ကာတွန်းနေဟုတ်ကဲ့နော်ဆရာအကားတို့တို့အများကြီးပါဟုတ်ကဲ့ပါဆရာဒီ2012ကစဆွဲရဲဆိုလို့ရှိရင်ဒီအမှုချိန်ကြီးဆိုဆရာကတ်တွန်းဆွဲတာက သုံးနှစ်လောက်ရှိပြီပေါ့ဆရာအဲ့တော့ဒီကိုကာတွန်းစဆွဲတဲ့အချိန်ကနေစပြီးတော့ဗောနော်ဒီကာလတစ်လျှောက်မှာဆရာအနေနဲ့ကြုံခဲ့ရတဲ့အခက်အခဲတွေရောရှိခဲ့သေးလားဆရာအခက်အခဲကတော့ရှိရောရှိတာပေါ့ဗျာကျွန်တော်တတ်နိုင်ဆုံးကတော့အဲ့အဲ့ဒီတူရီကာတွန်းဗောနော်အဲ့ဒီတူရီကာတွန်းဖြစ်အောင်ဆွဲပါတယ်အဲ့ဒီသုံးနာမသုံးနာသူတို့ဘိုင်းဗောနော်အဲ့တခြားဝိုင်းကလောင်ရှင်နေလဲကျွန်တော်ရှင်ပြီးတော့ဆွဲခဲ့ပါတယ်သူရေးရည်ကိုကြည့်တာဗောဗျာသူတို့ရေးတဲ့သူတို့ဆွဲတာသူတို့ရေးတဲ့ဇာတာတွေကိုကျွန်တော် သူတို့အတူယူရပါဗျာအတူယူပြီးတော့ဆွဲပါတယ်အခက်ခဲရတော့ကိုယ်ကာတွန်းပါဟန်ပါတဲ့အပိုင်းပေါ့ဗျာအဲ့ဒီအပိုင်းနေရှိပါတယ်ဟုတ်ပုံပါနေတာတွေပါတယ်အဲ့ခါအဲ့ခါတွေမှာစိတ်ဟောဖြစ်တဲ့ခါရှိရမှာ stress ဖြစ်တဲ့ခါရှိရမှာဒါပေမဲ့ကျွန်တော်ဆွဲပါတယ်သူတို့လည်းဟိုဟိုဟိုဘာလို့ပြောလဲဆွဲနိုင်တယ်ကျွန်တော်လည်းဆွဲနိုင်အောင်ပါဗျာအဲ့အဲ့စိတ်နဲ့ဆွဲပါအဲ့စိတ်ထဲနဲ့ပါနော်အဲ့လိုဆွဲပါတယ် โอเคပါဆရာဒီကာတွန်းကို အမြင်ပေါ့เนาะဆရာကိုရင်လဲကာတွန်းဆွဲနေသူတရားအနေနဲ့ကာတွန်းပေါ့အမြင်ရောဆရာဘယ်လိုအထိပ္ပယ်ဖွင့်ရှင်လဲရှင့်ကာတွန်းအမြင်ကတော့အဲ့ဟိုတကယ်ဆရာဆရာကြီးပြောပြောတဲ့ဥစ္စာကိုပြောအောင်ကျွန်တော်လိုက်ပြီးတော့အဲ့ကဗျာလေးနဲ့ဗျာအဲ့ဆရာရွှေတလေးဟုတ်ကဲ့ကဘာသူဓမ္မပြတိတို့အမားကိုအမှန်ကြောက်အောင်ဗျာရေးရတာပဲဆိုအဲ့အဲ့ဥစ္စာတိဟုတ်ကဲ့အဲ့လေးနဲ့ပေါ့ကျွန်တော်ကအမားကိုအမှန်ကြောက်အောင်ရေးပြရတာပေါ့နော်ကာတွန်းဆိုတာအဲ့အိဒိပဲနော်ကျွန်တော် ွင့်ကျင်ပါတယ်။နောက်တစ်ယောက်ကျွန်တော် political cartoon ပေါ့နိုင်ငံရေး cartoon ရေးပါတယ်။နောက်အဲ့လိုဟာတာဟာတာလိုက်တဲ့ခါတိုင်းရေးတာပေါ့နော်။ဟုတ်ကဲ့။ H လေးလုံးဆိုတာဟုတ်ပါတယ်။ဟုတ်နောက်ရေလက်ရေနှလုံးသားပေါ့နော်ပြောရရင်။နောက်ဟာတာရေ။ဟုတ်ဟာတာ။ ဒီအခုလက်ရှိမှာတော့ဗောနော်ဒီနေ့စဉ်ထုတ်သတင်းစာတွေပုဂ္ဂလိကသတင်းစာတွေလည်းသူတို့ကပေါ်လာပြီနောက်ပြီးတော့ဒီတခြား channel တွေမဲ့ကစင်းတွေမှာလည်းကာတွန်းရဲ့ရည်တည်ချက်ကအရင်အထက်စားလို့ရှိရင်ပို့ပြီးတော့နေရာတွေရလာတယ်လို့ယူမင်းမြင်ပါတယ်ဆရာဒီကိုရန်ကဟိုကာတွန်းရင်းဆွဲနေသူတယောက်အနေနဲ့ဗောနော်ဒီလက်ရှိအချိန်မှာရည်တည်နေတဲ့ကာတွန်းရဲ့ရည်တည်ချက်ကိုရောဆရာဘယ်လိုမြင်ပါလဲရှင်ရည်တည်တော့ကျွန်တော်ကဒီအမှုပညာငငယ်တဲ့ဝန္ဒနာပါလို့ခင်ဗျကျွန်တော်ဒီဆွဲတာပါဗျာပုံဆွဲတာပဲတခြားဘာမှဟောမဖြစ်ပါဘူးတခြားခံစားမှုအသိမရှိဘူးဗော ကျွန်တော်ဝန်နာပါလို့ဆွဲတယ်အဲ့အမှုပညာပါဟုတ်ကဲ့ပါဆရာအခုလက်တလောပေါ့နော်ဆရာဒီတခွက်ကာတူနေပဲဆွဲဖြစ်တာလားတခြားနုပညာတွေရောလုပ်ဖြစ်သေးလားရှင်အဲပကြီးတို့ကတော့ကျွန်တော်ဆွဲကျင်တာပဲဒါပေမဲ့ပကြီးကြီးကကျွန်တော်တိတ်မနိုင်ဘူးမနိုင်ဘူးပေါ့နော်ပကြီးပန်းဟုတ်ကဲ့တော့ကော့မစ်ကာတူနေဆွဲကျင်တယ်လောစဲဟုတ်ကဲ့ဟုတ်ကဲ့ပါကိုကဒီတခွက်ကာတူကိုဆွဲနိုင်မှုပေါ့နော်ဒီ idea ဆိုတာလုံမှာပဲလေအဲ့တော့ဒီကိုကာတူဆွဲတော့မယ်ဆိုလို့ရှိရင်ဒီ idea ရဖို့ရောဆရာဘယ်လိုဘယ်နေရာတွေကနေပြီးတော့ဆရာရှာမေးရလဲရှင် ်ဘယ်နေရာရှာမိရဆိုတော့ငယ်တော့အဲ့စာတွေတော်တော်ဖတ်ခဲ့တာပေါ့ကာတွန်းနေပါလေအဲ့လိုဖတ်ခဲ့ဟိုဘာတွေအတိအတိတွေအများကြီးပါတာပေါ့နော်အဲ့အတိတွေနောက်ပြီးတော့ကျွန်တော်သူများရေးတဲ့ဥစားတွေဖတ်ပါတယ်သူများဆွဲတာကိုကြည့်တယ်အဲ့လိုပြပြီးတော့ကျွန်တော်ရေးတယ်ပေါ့နော်ဒီခင်းတဲ့လျော်ညီတယ်ပေါ့နော်ခင်းတဲ့အဆက်ဟိုအဆက်မပြတ်တဲ့ဒီကာတွန်းတွေကိုရေးဆွဲနိုင်ဖို့အတွက်ကောဆရာဒီ idea တွေ data တွေကိုဘယ်ကနေပြီးတော့ရယူလဲရှင့်အဲ့ဒါကတော့နေတဲ့လို့တင်တဲ့ဒါ channel နောက်လူမှုကွန်ရက် Facebook ပေါ့နော်အဲ့ဘဝကနေ နောက်ပြီးအင်တာနက်ပေါ့နော်အင်တာနက်ကနေပြီးအဲဒီဒရင်းတွေကိုယူပြီးတော့ရေးရဟုတ်ကဲ့ပါဆရာအခုဆိုလို့ရှိရင်မေးလာတာလဲဒါတော်တော်ဆုံးခဲ့ပြီလို့ထင်ပါတယ်ဆရာအဲ့တော့နောက်ဆုံးအနေနဲ့မေးချင်တာပေါ့နော်ကို့လိုပဲဒီကာတွန်းပညာကိုဝါသနာပါတဲ့လူငယ်တွေအတွက်ပေါ့ကိုကအခုရှေ့ကရှောင်းနေပြီးသားလူတယောက်အနေနဲ့ပေါ့နော်တို့အနေတို့အတွက်အကြံပေးစကားတွေလမ်းညွှန်စကားတွေပြောပြပါအောင်ဆရာညမကာတွန်းအဲ့ကဘာနဲ့ရင်မောတဲ့ဟန်ရော်လေးပေါ့နော်နောက်ပြီးတော့ 3D 3D ကာတွန်းဇလန်းပါဆရာနော် ကာတွန်းဇက်လန်းနေပါလေပေါ့နော်အဲ့လိုမရှိဘူးပြန်မြန်မာမှာဆိုရင်လေဟုတ်ကဲ့ animation အဲ့ကြောင့်မြန်မာကာတွန်းကိုကဘာနဲ့ရေပောင်းတန်းနိုင်ပါသေးလို့နော်ကျောင်းအပြောချင်ပါလေဟုတ်ကဲ့ပါဆရာအခုလိုမျိုးရမင်းမေးသမျှကိုဖြည့်ချပေးခဲ့လို့ကျေးဇူးတင်ပါတယ်ဆရာဒီအစီအစဉ်မှာပေါ့နော်ရမင်းကတောင်းဆိုနေကြတဲ့အတိုင်းပဲပေါ့ဆရာကကာတွန်းရေးဆွဲတဲ့ကာတွန်းပညာရှင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပရိသတ်အတွက်ပေါ့နော်ဆရာကိုယ်တိုင်ဒီမှာပဲဒီလက်တွေ့ပေါ့ကာတွန်းတစ်ပုံလောက်ရေးဆွဲပေးပါလားဆရာ ကဲ့ပါဆရာဒါဆရာဆွဲခဲ့တဲ့ကာတွန်းလေးပေါ့နော်ဆရာဟုတ်ဟိုတခြားလောက်ရှင်ဒီကာတွန်းကဟိုဘာကိုရည်ညွှန်းတာလဲနောက်ပြီးတော့ဘယ်လိုရွယ်ချက်နဲ့ဆရာဆွဲခဲ့တယ်ဆိုတာလေးကိုရှင်းပြပေးလို့ရမှာဆရာကျွန်တော်ကင်ထားတဲ့ကလောင်ပါပဲကလောင်ကိုပြောနော်ကလောင်တစ်ချောင်းကဒီ upper acid upper acid လေအနုပညာအနုပညာအတွက်ဖြစ်စေရမှာဆိုရွယ်ချက်နဲ့ကျွန်တော်ဒီပုံလေးကိုဆွဲလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာဒါဆိုရှင်ဒီအနုပညာလောကအတွက်ရွေပြီးတော့ဆရာဆွဲနေတာပေါ့နော်ဟုတ်ဟုတ်အနုပညာအနုပညာအတွက် ော်ယက်ဒီချက်ကအနုပညာအနုပညာအတွက်ပဲဖြစ်ရမယ်ဆိုရင်ကျွန်တော်အိုက်ခံယူချက်နဲ့ကျွန်တော်ဒီလမ်းမကိုရှောက်တယ်ပေါ့နော်အဲ့ဒါကိုပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ဒါဆိုလို့ရှင်ဒါဆရာတို့ဒီအနုပညာလောကအတွက်ရည်ရွယ်တဲ့ကာတွန်းလေးလို့ယမင်းမြင်ပါတယ်ဆရာဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ဒီတပတ်ရဲ့မိသက်ပါဆိုင်အစီအစဉ်မှာပေါ့နော်ဟိုယမင်းမင်းသမီးကိုလည်းဖြေပေးတယ်နောက်ပြီးတော့အခုလိုမျိုးကာတွန်းလက်တွေလည်းယူဆွဲပြပေးခဲ့တဲ့အတွက်ဆရာကိုကျေးဇူးတင်ပါတယ်ဆရာဟုတ်ကျေးဇူးတင်ပါတယ် ုတ်ကဲ့ပါရှင်ဒီတစ်ပတ်မိသက်ပါဆန်အစီအစဉ်မှာကာတွန်းဟက်ကာနဲ့တွေ့ဆုံပြီးတော့ဆရာရဲ့ကာတွန်းပေါ်ထားတဲ့အမြင်သဘောထားတွေရက်တီချက်တွေနဲ့ဆရာကိုရန်လက်တွေ့ပုံဖော်ရေးဆွဲပေးခဲ့တဲ့ကာတွန်းပုံလေးတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ပတ်မိသက်ပါဆန်အစီအစဉ်တွေမှာလည်းဘသူတွေနဲ့တွေ့ဆုံပြီးတော့ဘလို့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်လဲဆိုတာဆက်ဆက်ဆောင်ကြည့်ကြဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်